ခုလိုမျိုးထမင်းတုပ်ရောအသားတုပ်ရောအရွက်တုပ်ရောကြာဆိုင်ဟင်းသားရောနှောင်းထုတ်တွေရောစုံနေရလူနှစ်ယောက်လောက်တေချာစားလို့ရတဲ့ပမာဏကိုမှဆက်ထည့်ပေးရပါတယ်မန္တလေးဈေးချိုပန်းတန်းဈေးရုံမှာဖွင့်ထားတဲ့မရချောအတုံးဆိုင်ဟာဘိုးဘွားရီလက်ထက်ကလေးကချင်းဝိဇာကြီးဦးမှုဆိုတဲ့ဂျာဆန်ဟင်းသားဆိုပြီးနာမည်ကျော်ခဲ့ပါတယ် အခုသားသမီးမိမိတွေလက်ထက်မှာလည်းအတုပ်ကောင်းတာကြောင့်မန္တလေးသမီးတို့ဆိုရင်မရကြောစီသွားလို့ပြောရရတဲ့အခြေပါပဲ ကျော်ရဲ့ထမင်းတုပ်ကတော့စီနီနဲ့နယ်ထားတဲ့ထမင်းနီလေးကိုမှပဲပုံးမုံလေးမြုပ်သီးမုံလေးပြီးလို့ရှိရင်ဒီလိုမျိုးမြေပဲဆန်လေးတွေနဲ့နှံ့နေအောင်တုပ်ပေးထားတာပါဒါလေးကိုမှပူစီနန်လေးရဲ့သူ့ရဲ့စိတ်သားကြော်လေးရဲ့နဲ့တွဲချလိုက်တဲ့အခါမှာတော့လုံးဝကို perfection ပါပဲ။ဒါကတော့အညီနဲ့လုံးဝမရှိဘဲနဲ့ no in နေတဲ့စိတ်ယူချမ်းတုပ်လေးပါ။ မူးဤပြီးတော့အမြင်နဲ့လုံးဝမဆိုဒီလိုမျိုးအရသာရှိရှိချလို့ရတယ်ခမင်းတော့အလွတ်တပွဲကိုမှရှေ့ရကြပါဒါရီရောစိတ်ဦးကြဟင်းပါခမ်းဒီအတုံးဆောင်လေးထဲမှာအဓိကရတာယူထားရတော့သူရဲ့ဘဲမုံနဲ့မြူဘဲဆံအမုံလေးပါ အာလူလေးလည်းပါတော့စီစီကလေးလေးနဲ့စားလို့တကယ်ကောင်းပါရဲ့ ငရမ်းဘလူတို့မြူရွက်တို့လိုမျိုးရှေးဖက်ဝင်တဲ့အရွက်တွေရောပါပြီးတော့ခုလိုမျိုးကောင်းကောင်းစီစီလေးတုတ်ထားတဲ့အရွက်တုတ်ဆုံတပွဲဟိုမှရှိရကြသေးပါဒီအတုံးဆုံးထဲမှာပါတဲ့အချို့ရွက်တွေကလေဒီမမရှာတာရန်ကုန်မှာစလုံးလုံးဝတော့မမြင်ဘူးမာရကျော်အတုံးဆိုင်ဟာဆိုင်ခွင့်တက်တဲ့နှစ်ပေါင်း၄၀ကျော်ခဲ့ပြီဆိုလို့မယ်ဒီလိုမျိုးအတုံးဆိုင်မလုပ်ခင်တည်းကရွှေဥပဒမာအုံဆုံးခုလိုကြာဆိုင်ခင်းခါလေးရောက်ခဲ့ရလို့သိရပါတယ် ။စာစာဟင်းကားထဲမှာလုံးကိုကြက်သားအပြင်ငဖယ်လေးပါတယ်။ပြီးတော့ဟိုဒီမှာပိတ်ဆွယ်လေးတွေပါ။ရန်ကုန်မှာလိုမျိုးမိုးချောက်ပန်းချောက်ပါတာမဟုတ်ပဲနဲ့ကျွန်းရွက်မိုးလေးပဲတွေ့ရပါတယ်။ပြီးလို့ရှင်ဒီမှာခောက်ဆွဲအကြွတ်ကြော်လေး။ဘူးရှုံးနေရပဲ။အခုလိုမျိုးငဖယ်ရော ကြက်သားနိုင်ချင်းရောပါပြီးတော့ကြက်ပြုတ်ရည်နဲ့ချိုးနေတဲ့ကြက်ဖဟင်းကားတပွဲမှာဆက်မရကြပါ ြားတော့မန္တလေးမှာပဲစားရမယ်နဲ့ခဏထုတ်လေးပါမရကြော်ရဲ့ခဏထုတ်လေးကကြက်သားအစာသွတ်ထားတာမဟုတ်ပဲနဲ့ငဖဲအစာတော်လေးဖြစ်ပါတယ်ပြီးလို့ရှိရင်သူ့ရဲ့ခဏထုတ်လေးရဲ့သူ့ရဲ့အချီရည်လေးရဲ့ကလည်းအရင်လိုက်ဟွန်းလုံးမထားတာတပွဲချပါဒီ၃လိပ်ပါတဲ့တပွဲပေါ်မှာတစ်ထောင်ပဲပေးရပါတယ်ကိုရီးယားကျောက်ဥလိပ်တောင်မှနောက်မှပေါ်လာဖြစ်အောင်မယ်ဒီဟာလေးကလုံးဝမန္တလေးကျောက်ဥလိပ် ခုလိုမျိုးထမင်းတုပ်ရောအသားတုပ်ရောအရွက်တုပ်ရောကြာဆိုင်ဟင်းခါရောခနုံထုပ်တွေရောစုံနေရလူနှစ်ယောက်လောက်တေချာစားလို့ရတဲ့ပမာဏအောင်မှ9000ကျပ်ထဲပေးရပါတယ်။